ကိုရီးယားနိုင်ငံမှာရှိတဲ့ POSCO စောင့်လုပ်ရေးလုပ်ငန်းခွင်မှာမြန်မာလုပ်သားတအုပ်ဓာတ်လိုက်ခံရမှုကြောင့်ဈေးကူသမှုခံယူနေရတယ်လို့သိရပါတယ်။မြန်မာလုပ်သားဟာဆိုးမြုံမှာရှိတဲ့ POSCO စောင့်လုပ်ရေးလုပ်ငန်းခွင်မှာမတော်တဆဓာတ်လိုက်မှုကြောင့်ဈေးရုံကိုအရေးပေါ်တရကူသခဲ့ရတာဖြစ်ပြီးလက်ရှိမှာပြန်လည်ထူထောင်ရေးဈေးရုံကိုရွှေ့ပြောင်းပြီးဆက်လက်ကူသမှုခံယူနေစေဖြစ်တယ်လို့သိရပါတယ်။အဆိုပါမြန်မာလုပ်သားဈေးကူသမှုခံယူနေရတဲ့ဈေးရုံကို ိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာတန်ယုံယာယီတာဝန်ခံတန်အမတ်ကြီးအလို့သမားတန်ယာရှိနဲ့တန်ယုံဝန်ထမ်းတွေတွားရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။အဲနောက်ဒဏ်လိုက်မှုကြောင့်ဈေးကူတောက်မှုခံယူလျက်ရှိတဲ့မြန်မာနိုင်ငံသားထံတွားရောက်ကြည့်ရှုပြီးလိုအပ်တာတွေပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းတရားရရှိသူမြန်မာအလို့သမားနဲ့၎င်းရဲ့ဇနီးတို့ကိုလက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ပြီးမြန်မာနိုင်ငံသားတွေကိုကိုယ်ငြိဆောက်ရှောက်ဖို့အတွက်မြန်မာတန်ယုံဆိုးမျိုးကစဉ်ဆက်မပြတ်ကြိုးစားလှုံ့ဆော်လျက်ရှိကြောင်း လူနာပြန်လဲထူထောင်ကျမ်းမာလာရေးအတွက်အဓိကထားလှုံ့ဆော်မှုအပြည့်စကားပြောကြားခဲ့ပြီးအကူအညီလိုအပ်ပါကအချိန်မရွေးဆက်သွယ်နိုင်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။